ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်စခန်းတွေမှာစာဝတ်နေရပြင်တခြားအကျဲတွေကိုရင်ဆိုင်လာရတာကြောင့်ဒုက္ခသည်စခန်းအတွင်းကမွတ်စလင်တွေမှာမိသားစုအလိုက်ရခိုင်ပြည်ဖက်ကိုပြန်လည်ဝင်ရောက်တာတွေရှိနေတယ်လို့ DMG ကစုံစမ်းသိရှိရပါတယ်။ကမ္ဘာစာနယ်ရိက္ခာအစီအစဉ် WFP ကစာနယ်ရိက္ခာထောက်ပံ့မှုအဖြစ်ဒုက္ခသည်တဦးကိုလစဉ်7.5ဒေါ်လာထောက်ပံ့နေရကနေဧပြီလကနေစတင်ပြီးတဦးကို6ဒေါ်လာသာထောက်ပံ့ပေးလို့ရှိပါတယ်။ ဒုက္ခသည်တွေမှာစခန်းအတွင်းစာနာရိတ်ခါမလုံလောက်တာတွေနဲ့ကြုံလာရတာကြောင့်ရခိုင်ဖက်ကိုသွားကြတာဖြစ်တယ်လို့ကုတူပါလောင်ဒုက္ခသည်စခန်းကမွတ်စလင်အမျိုးသားတို့ကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကရခိုင်တို့ဝင်ရောက်လာရတဲ့မွတ်စလင်တွေမှာမောင်တော်မျိုးနယ်မြောက်ပိုင်းကမင်္ဂလာကြီး၊ဦးရှင်ကြား၊သူဦးလာ၊ကျောက်လကလေယာစားတဲ့ကြေးရတွေနဲ့ဗုဒ္ဓတော်မျိုးနယ်ကကြေးရတချို့မှာဝင်ရောက်နေထိုင်နေတယ်လို့ DMG ရဲ့စုံစမ်းချက်အရသိရပါတယ်။လရှိဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ရောက်လာတဲ့မွတ်စလင်ဒုက္ခသည်အရေးအတွက်ကိုတော့အတိအကျမသိရပါဘူး။ နိုင်ငံတကာအကြမ်းတင်များလေးလာရဲ့အဖွဲ့ ICG ကဒေါ်လာ6ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာအာရခတပ်တွေကိုတိုက်ခိုက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလူသေးစုဆုံးတာနဲ့စစ်တပ်ပေးတာတွေရှိနေတယ်လို့ရေးသားဖော်ပြထားပါတယ်။ဒီဖြစ်စဉ်တွေကြောင့် AA နဲ့ဘင်္ဂလားဒေ့ရှ်ကြားဆက်ဆံရေးမှာအဖူးတစ်တွေဖြစ်လာနိုင်ပြီးဒုက္ခသည်နေရပြောင်းရေးအစီအစဉ်တွေလည်းနောက်ပြန်ဆုတ်သွားနိုင်တယ်လို့ ICG ကတုံ့ပြန်ထားပါတယ်။ ICG အစီရင်ခံစာနဲ့ပတ်သက်ပြီးကိုပစားကမွတ်စလင်ဒုက္ခသည်စခန်းတွေမှာဘေးစည်ရေးလှုပ်ရှားမှုမျိုးမှမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကညင်းဆိုလိုက်ကြောင်းကို Dhaka Tribute သတင်းတရက်မှာဖော်ပြထားပါတယ်ဒုက္ခသည်စခန်းတွေတွင်လက်နက်ကင်အဖွဲ့တွေပေါ်ကြစိုးမိုးတာတွေရှိနေတာဟာမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်ဘက်ကိုပြန်သွားဖို့တွန်းအားဖြစ်စေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ လက်ရှိမှာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကရခိုင်တို့ပြန်ဝင်လာတဲ့မွတ်စလင်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတချို့ကိုစစ်စစ်လို့ရပေမဲ့တချို့မှာတော့စစ်စစ်ဖို့ခက်ခဲတယ်လို့အာရခတ်တတော်အေအေနဲ့နှိမ့်ဆက်သူတဦးကပြောပါတယ်၂၀၁၉ကဖြစ်ပွားခဲ့တဲ့မောင်တို့ဒေသအရေးခင်မှာစစ်တပ်ရဲ့နေမြေရှင်းလင်းမှုကြောင့်မွတ်စလင်9သိန်းကျော်မှရခိုင်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်၂၀၁၄ခုနှစ်အတွင်းစစ်ကောင်စီနဲ့အာရခတ်တတော်တို့ကြားတိုက်ပွဲတွေကြောင့်လည်းမွတ်စလင်တွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထပ်မံထွက်ပြေးမှုတွေလည်းရှိခဲ့ပါတယ် လက်ရှိဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာမွတ်စလင်ဒုက္ခသည်အရေအတွက်လူဦးရေ7000တိရှိတယ်လို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောဆိုထားပါတယ်ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေကိုပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် LND အစိုးရလက်ထက်နဲ့လက်ရှိစစ်ကောင်စီလက်ထက်တို့မှာကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရရှိသေးပါဘူး။ မွတ်စလင်ဒုက္ခသည်အကြတဲ့ကြီးကိုမဖြေရှင်းနိုင်ရင်မကြမင်းကာလာတွင်ဒေတာတွင်းလုံခြုံရေးအတွက်ချင်းချောင်းမွန်တရက်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးဌာနအကြံပေးတိုဟိဟူစင်ကကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဂျွန်လ16ရက်နေ့ကကျင်းပတဲ့ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်လရှိမှာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်ကိုအာရခတဲ့တော်ကတင်ပိုက်ထိရှုပ်ထားတာကြောင့်မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရင်းနဲ့ပတ်သက်ပြီးအာရခတဲ့တော်နဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့အကြံပြုချက်တွေလည်းထွက်ပေါ်လို့ရှိနေပါတယ်။